နော်ရုရှားဖက်ဆစ်ရှီကိုသွားပြီးဒူးထောက်ခါရအောက်ကျုပ်ပြီးဆလင်နက်ပစ္စည်းတောင်းခံပြီးမှလက်စများလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ခွေးနှစ်ကောင်ဒါဟောင်းနေကြတာပေါ့နော်ဒီခွေးမျိုးစင်နဲ့ခွေးနှစ်စင်နဲ့ပေါ့နော်ဒီ2025ခုနှစ်မတ်လ3ရက်နေ့ဖြစ်တယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့တိုင်းပြည်တော်စုတစ်ခုလုံးကိုရက်ဆက်ဆက်ဖျက်ဆီးနေတဲ့ဖက်ဆစ်အကြမ်းဖက်လူလူမျိုးတော်တက်ဖြတ်မှုဆရာဇဝဲကောင်မင်းအောင်လိုက်ဘာဒီဖက်ဆစ်ဝီယိုရန်နိုင်ငံ ွန်ပြူတာနိုင်ငံရှိကိုတွားရောက်ပြီးတော့ဈေးမဟာမိတ် MOU တွေထိုးပြီးမာပီကိုဆက်လက်အကြံဖက်ဖြစ်ရှိဖို့ကြိုးစားမယ်တင်ကျွန်တော်တို့ကြားသိထားပါဆိုတော့ကျွန်တော်အနေနဲ့အခုဒါပြောချင်တာမြောက်လိုင်းရဲ့၄နှစ်ကျော်ကာလလူလုံဆောင်ခဲ့တဲ့လုံဆောင်ချက်ဟာကျွန်တော်တို့ရဲ့အာဆီယံရီဂျင်ကစပြီးတော့ globalization ဒီကမ္ဘာလုံးဆိုင်ရာတည်မှုခုကမ္ဘာကြီးကိုလှုပ်ခတ်လာတဲ့ရုရှား၊ယူကရိန်းအရေး ုင်ဖက်စစ်တပ်ဟာလာသိပြီးတဲ့ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဒီကြည့်ရတဲ့အရေးအားလုံးဟာဆက်နွယ်ပြီးတော့ကျွန်တော်တို့နိုင်ငံမိသားစုတွေကျွန်တော်တို့ပြည်တော်စုနိုင်ငံတွေကိုပဲချိန်ချောက်တဲ့အနေနဲ့ဘူးတော်ပဲနဲ့အခုဆိုကဘာကြီးကိုပါတဲရောက်လာတဲ့အနေနဲ့ကျွန်တော်တို့တွေ့နေရဆိုတော့အခုဒီကနေ့ရပိုင်တော်တင်ဖြစ်ပေါ်ခဲ့တဲ့ဒီ over office ဘယ်ကံပြည်တော်စုရဲ့တပ္ပတဘေးဥပုံတပ္ပတရုံးခန်းမှာဖြစ်ပေါ်ခဲ့တဲ့ ရိန်းသမ္မတဇလန်စကီနဲ့အမေရိကန်သမ္မတဒုသမ္မတနူရိုရဲ့ချီတင်ဖြစ်တဲ့ဖြစ်စဉ်နောက်ပိုင်းမှာအခုဆိုရင်ကမ္ဘာနိုင်ငံခေါင်းဆောင်များဟာကမ္ဘာကြီးရဲ့နာကတ်တို့ကိုပြင်းစွာဆွေးနွေးပြင်လာပြီးဥရောပထိပ်သီးမီလာကန်ကမ္ဘာကနန်းအမြန်ဆန်စွာကျင်းပကြပြီးရုရှားရဲ့ကြီးမားတဲ့တည်ရောက်မှုချင်းချောက်မှုအပါဝင်အမေရိကန်ရဲ့အခုဆိုရင်ကမ္ဘာဥဆောင်အနေထားကမ္ဘာဒီမိုကရေစီဖခင်ကြီးအနေထားကနေရွေလျောပြီးတော့ဘယ်ပုံစံမျိုးကျွန်တော် မှန်းဆမြင်အောင်မိတယ်လဲဆိုတော့ဒုတိယကမ္ဘာစစ်မတိုင်ခင်ဒီနိုင်ငံပေါင်းချုပ်အတင်းတွေမတိုင်ခင်အခြေအနေကိုဝင်ရိုးစုံပေါ့ဖက်ဆုပ်ဝင်ရိုးစုံနိုင်ငံတွေစုဖွဲ့ပြီးတော့ကမ္ဘာကြီးမှာအင်အားချိန်ခွင့်ညာနဲ့စစ်ရေးစစ်ပူအနေထားတွန်းလာတဲ့အနေထားမျိုးကျွန်တော်တွေ့ရှိရပါတယ်အခုဆိုတရုတ်ရုရှားမဟာမိတ်လို့ကြောင်ကြကြမကြေညာနိုင်သည့်တိုင်အောင်သူတို့ရဲ့ပေါက်ဆက်စုဖွဲ့နေတဲ့လှုပ်ဆောင်ချက်အနေထားတွေတော့တရုတ်ရုရှားရဲ့ backup နဲ့သူနိုင်ငံအသီးသီးမှာစစ်အာဏာသိမ်းပြီးတော့သူ့ပြည်သူတွေကိုရဲဆဲဆဲချိန်မိုးနှိမ်နှင်းတပ်ဖြတ်ပြီးတော့ ပြုတ်နဲ့ရုရှားကျိုးစီးပွားအတွက်ကိုရှာစားနေတဲ့စစ်အာဏာရှင်များတကိုးထွားလာတဲ့အရေးတွေဒီချိန်မှာအမေရိကန်နိုင်ငံမှာလည်းပဲဒီမိုကရက်တစ်ဆန်ခြင်ဆန်ညှိုးတွေကိုလိလိပြုပြီးတော့အာဏာရှင်ဆန်စွာအာဏာရှင်ကဲ့သို့ပုံစံတက်ရောက်စီတဲ့အခုတပ်ပတ်ထရန့်ရဲ့ဆောင်ရွက်လာတဲ့ထရန့်အစိုးရအဖွဲ့ရဲ့ဆောင်ရွက်လာတဲ့ပုံကြီးတွေဟာကျွန်တော်တို့ကဘာကြီးအတွက်စိုးရင်ပူပင်စရာအနေထားရှိပါတယ်ကျွန်တော်တို့အားလုံးဟာရှိနေစွဲဖြစ်တဲ့လက်ရှိ เนาะရတဲ့ဂျကုတ်ချက်ခဲအောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားရင်ခုမင်းအွန်လိုင်းကိုတိုင်းเนาะရုရှားဖက်ဆစ်ရှီကိုတွားပြီးဒူးထောက်ခါရအောက်ကျုပ်ပြီးဆလင်နာပစ္စည်းတောင်းခံပြီးမှကြည့်ရတာမင်းကြောက်နေတယ်တင်တယ်ကွာเนาะဆက်ဖို့ကြိုးစားရမယ်အခြေအနေမှာကျွန်တော်တို့အားလုံးဟာတော့ဖြစ်ပေါ်နေတဲ့ပြည်နိုင်ငံရေးအားသာချက်ကိုယူပြီးတိုင်းသားအားလုံးပေါင်းစပ်ရင်းစုစည်းစွာနဲ့အခုတစ်ခုပြီးတစ်ခုစစ်တမ်းဌာနချုပ်တစ်ခုပြီး ယူဝကူတဲ့ကျောင်းကြီးပြယူဝတရားကျောင်းကြီးကုစုဆက်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 ပါကျောင်းကြီးစုွယ်လာတယ်ငါတောက်ဒီချင်းကြီးဖြစ်လာတယ်ဘဝတစ်ခွေတွေပေါင်းစပ်ညီညွတ်မှုစီအိုစီအကောင်းဆုံးကိုတခြားပြီးအများဆုံးဖက်စစ်ချင်းမုန်းရင်းနဲ့မြောက်လိုက်ရုရှားကပြန်လာတဲ့အချိန်မှာကျွန်တော်တို့အားလုံးရဲ့အောင်လန်ထူဖို့အစနစ်ဖြစ်နေတော့ကိုအားအားသိပြီးဖက်စစ်တပ်ဖွဲ့ကြီးတခုလုံးလက်နက်ချလာပဲဖြစ်စီဖက်စစ်အကြမ်းဖက်လက်ပါစီတွေအကုန်လုံးလမ်းဖြူထောင်ပြီးပဲပြောင်းလာမျိုးဖြစ်စီ ကျွန်တော်တို့ပြည်တော်စုကဝေးတတ်တော်အသိကြီးကိုကျွန်တော်တို့မဟာမိတ်ပေါင်းဆက်စုဖွဲ့အားကြီးနဲ့ဖွဲ့စည်းလေပတ်ပြီးတရားဝင်မှုကိုနိုင်ငံတကာကရရှိမှုကြီးဖြစ်စေကြိုးပမ်းနိုင်ဖို့ကျွန်တော်တို့လူတွေကပြည်စီကြဖို့ဆိုပါတယ် Congratulations မောင်ဒီနေ့ဒီတော်လိုင်းမှာပါဝင်ခဲ့ကြတဲ့စောက်တလဲဝင်းကြီးတွေအနက်ကိုင်းချက်မပြည့်တော်လိုင်းရေးသမားတွေအားလုံးအသိခံပေးခဲ့ကြတဲ့ပြည်သူလူထုကြီးတရက်လုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ် အရေးတော်ပုံ၃နှစ်ထက်ကြာအောင်ကာလို့ပြန်လာရင်မင်းတို့မင်းတို့မရဘူးပုံချက်ကတည်းကတည်ကြတော့ပေါ့နော်ဒီအောင်လှန်ရဲ့ရုရှားခရီးစဉ်ကတော့ဒီကနေ့စပါနော်သွားလမ်းပြက်ကြလို့လာလမ်းမရောက်ပါစေနဲ့လို့ပြည်သူတွေကတော့ဆူတောင်းပေးနေတာတွေ့တယ်ဟိုကရောက်အဲ့တော့မရောက်နိုင်လက်ရှိရုရှားကိုတိုင်းပြည်ကိုဘာသွားရောင်းစားအောင်မလဲတော့မသိဘူးလောလောဆယ်တရုတ်ကိုသွားတဲ့အချိန်မှာရောင်းစားတာလုံခြုံရေးကုမ္ပဏီအမေရိကန်တွေက တိုင်းပြည်တဲကိုလက်နက်ကင်ပြီးတော့ဝင်လာတယ်အဲ့တော့တိုင်းပြည်တခုတည်းအချုပ်ချံအာဏာဆိုတာသူများနိုင်ငံကနေလက်နက်ကင်ပြီးလာတယ်ဆိုတာစစ်အခြေစိုက်စခန်းလိုမျိုးဒီနိုင်ငံကိုကာဝယ်ဖို့အတွက်တီးတဲ့စစ်အခြေစိုက်စခန်းဘယ်နေရာမှာတည်ဝင်ရှိတယ်ပြုလိုက်တာကတမျိုးအခုလိုမျိုးပြည်တွင်းတဲကိုလက်နက်ကင်ပြီးတော့ပြည်ပနိုင်ငံရဲ့ဒီလက်နက်ကင်တပ်ဖွဲ့တွေကတကားမရှိဒါမရှိဝင်နေဆိုတာကဒါတိုင်းပြည်ရဲ့အချုပ်ချံအာဏာကိုတိုက်ရိုက်ထိပါတာလေဒါပေမဲ့ဘဘကြီးဘာလို့လို့ ကောင်းပါလေဆိုတော့မြက်ကြောလေးဆင်းပြီးတော့ဩနေတဲ့ဘောမတွေကတော့အခုထိကောင်းပါမယ်။ဟာဒီခွေးကဟောင်းကခွေးမျိုးတင်တဲ့ခွေးစီနဲ့တော်ဟောင်းတော့ကောင်းတယ်။